ဖះမဟုတ်တဲ့အရာကိုဖះအမှတ်နဲ့ကိုးကွယ်မိရင်တရဏဂုံပြတ်တယ်ဆိုတော့အရိမတိယနှစ်သားကိုဖះငါးစုဆိုပြီးအမှတ်ထားမိရင်ကောတရဏဂုံပြတ်ပါသလားဖះမေခွန်းမေခွင့်ပြုပါဖះဖះမဟုတ်တဲ့အရာကိုဖះအမှတ်နဲ့ကိုးကွယ်မိရင်တရဏဂုံပြတ်တယ်ဆိုတော့ အရိမတိယနှစ်သားကိုဖျားငါးသူဆိုပြီးအမှတ်ထားမိရင်ကောတရဏဂုံပြတ်ပါသလားဖျားတဲ့ဖျားမဟုတ်တဲ့အရာကိုဖျားအမှတ်ထားလို့မရပါဘူးနော်ထေရဝါဒဗုဒ္ဓဘာသာဆိုတာဖျားအလောင်းကိုးကွယ်တဲ့ဘာသာမဟုတ်ပါဘူးဖျားကိုပဲကိုးကွယ်တဲ့ဘာသာဖြစ်ပါတယ်မဟာယာနတွေကသာဖျားအလောင်းကိုကိုးကွယ်တာပါဖျားအလောင်းဒီကိုးကွယ်ထိုက်တဲ့အရာမဟုတ်ပါဘူးကိုးကွယ်ထိုက်တဲ့အရာမဟုတ်တာကို ဖျားအမှတ်ထားပြီးကိုးကွယ်မယ်ဆိုရင်တရဏဂုံပြတ်တတ်ပါတယ်။ဘာကြောင့်ဖျားအလောင်းကိုမကိုးကွယ်ထိုက်တာလဲဆိုရင်ပုထုဇဉ်ဖြစ်နေသေးလို့ပါ။ပုထုဇဉ်ဆိုတာပုထုဇဏဆိုတဲ့ပုဂ္ဂလာတာဖြစ်ပါတယ်။ပုထုကိလေသာအများအပြားကိုဇဏဖြစ်စေသူလို့အထိပ္ပယ်ရပါတယ်။ဖျားအလောင်းဟာဖျားဖြစ်မိပုဂ္ဂိုလ်ဆိုတာမှန်ပေမဲ့ကိလေသာမကင်းသေးတဲ့ပုထုဇဉ်ပဲဖြစ်ပါတယ်။ပုထုဇဉ်ဖြစ်တဲ့အတွက်ကြောင့်ပါရမီဖြစ်စဉ်ကာလမှာအမားတွေလောက်တာဖြစ်ပါတယ်။ အဲ့ဒီအမားတွေကိုဖျားဘောအရောက်မှပြန်လဲပြီးတော့ပေးဆက်ရတာပါ။ဒါကြောင့်ဖျားအလောင်းသည်ဖျားမဟုတ်သေးတဲ့အတွက်ကြောင့်ဖျားအမှတ်ထားပြီးကိုးကွယ်ထိုက်တဲ့အရာမဟုတ်ပါဘူးနော်။ထို့အတူပဲအရိမတိယဖျားအလောင်းနတ်သားဟာဖျားဖြစ်မိပုံကိုဆိုတာမှတ်ပေမဲ့ဖျားမဖြစ်သေးတာကြောင့်ဖျားအမှတ်ထားလို့မရပါဘူး။ဖျားအမှတ်နဲ့လည်းကိုးကွယ်လို့မရပါဘူးနော်။မေတ္တာပို့တဲ့အထဲကစူဂျုံအလက်၃ရက်ခန္ဓာဆိုတာဘာပါလဲဖျားတဲ့။ စူဆိုတာကဝတဲ့တတဝါကိုပြောတာပါကျုံဆိုတာကပိန်တဲ့တတဝါကိုပြောတာပါအလက်ဆိုတာကမဝမပိန်အလက်အလက်ရှိတဲ့တတဝါကိုပြောတာပါဝတဲ့တတဝါပိန်တဲ့တတဝါမဝမပိန်အလက်အလက်ရှိတဲ့တတဝါချမ်းသာကိုစိတ်မြဲပါစေလို့မေတ္တာပို့ခြင်းဖြစ်ပါတယ်အရှင်ဖေယရှင်မောက်ကလန်ငရေမီလိုက်တဲ့တရားတော်လေးကို ဗီဒီယိုလေးနဲ့ရှင်းပြပေးပါဖရာတရားတော်နံမီလေးပါ မိတ်ပေးပါဖရာနာယူခြင်းလို့ပါတဲ့ကိုရင်ဘဝတုန်းကတော့အဲ့ဒီရှင်မောက်ကလန်ငရေမီလိုက်တဲ့အကြောင်းအရာကိုဦးစင်ကြီးတပါပြောပြလို့နားထောင်ဘူးပါတယ်အသက်20ပြည့်လို့ယဟန်ဘဝကို ရောက်တဲ့အခါမှာအဲ့ဒီရှင်မောက်ကလန်ငရေမီလိုက်တဲ့အကြောင်းအရာဒီဖရာဟောထဲမှာပါလီမလားဆိုပြီးရှာကြည့်တာ ရင်းနှီးတိုင်မတွေ့ပါဘူးမဟာတုဒ္ဒဒီပဏီကျမ်းထဲမှာတော့ရှင်မောက်ကလန်ငရေမိလိုက်တဲ့အကြောင်းအရာသည်ဖျားဟောကျမ်းကအထောက်ထားမရှိပဲသူပြောကိုပြောဗဇက်ရာဇဝင်မျှတာဖြစ်ကြောင်းကို ရေးသားထားတာ တွေ့ရပါတယ်ဒါကြောင့်ရှင်မောက်ကလန်ငရေမိလိုက်တဲ့အကြောင်းအရာသည်ဖျားဟောကျမ်းကအထောက်ထားမရှိတဲ့အတွက်ဥစဉ်အနေဖြင့်ရှင်မောက်ကလန်ငရေမိလိုက်တဲ့အကြောင်းအရာကိုမပြောပြနိုင်ပါဘူးကြည့်ကြပါဦး ဘီယာတောက်ပြီးရှင်လောင်းလှဲ့နေကြတာเนาะအဲ့ဒီဗီဒီယိုဖိုင်ကိုမြင်တော့ဘာပြောရမှန်းမသိအောင်ကိုစွန့်အပ်သွားပါတယ်ရှင်ပြုယဟန်ခံပွဲလုပ်တယ်ဆိုတာဟာသာသနာအမွေ ခံယူတဲ့ပွဲလုပ်တာဖြစ်ပါတယ်ဦးဇင်းတို့ကိုကိုွယ်တဲ့မြတ်စွာဘုရားဟာဘူးရည်စေတတ်တဲ့အရေးကိုတောက်တုံးတာ လုံးဝမကြိုက်ပါဘူးเนาะသာသနာအမွေခံယူတဲ့ပွဲမှာ ဖယားမကြိုက်တဲ့မူးရစ်စေတတ်တဲ့အရေးကိုတောက်သုံးပြီးရှင်လောင်းလှည့်ပြတာဟာဖယားကိုမျက်နှာပြောင်တိုက်ပြီးစော်ကားသလိုဖြစ်နေပါဗါတယ်အဲ့ဒီလိုအလုံမျိုးကိုအတိညာရှိတဲ့လူကောင်းတွေမလုပ်ပါဘူးအတိညာမဲ့တဲ့လူမိုက်တွေပဲလုပ်ပါတယ်လူမိုက်လက္ခဏာ၄ပါးရှိပါတယ်လူမိုက်လက္ခဏာ၄ပါးကဘာတွေလဲဆိုရင်၁နီလွယ်နီးမားတွေကိုလုပ်တယ် သူလှုပ်တဲ့နီလွယ်နီးမားတွေကို သူတပားတွေကိုလည်းလှုပ်ခိုင်းတယ်။၃။အဲ့ဒီနီလွယ်နီးမားတွေကိုအယမ်းမြတ်နိုးတယ်။၄။ဘေးကမှားနေပါတယ်လို့ပြောဆိုထောက်ပြလာတဲ့အခါမှာပြောဆိုထောက်ပြတဲ့သူကိုရန်လှုပ်တယ်။အရာဟာ လူမိုက်လက္ခဏာ၄ပါးဖြစ်ပါတယ်။ဤကဲ့သို့လူမိုက်လက္ခဏာ၄ပါးနဲ့ပြည့်စုံတဲ့အသိဉာဏ်မဲတဲ့လူမိုက်တွေပေါ်ပေါက်လာပြီဆိုရင်လောကကောင်းကျိုးတွေပျက်စီးတတ်ပါတယ်။ အခုလိုလှုပ်တာဟာသာသနာတော်အတွက်လည်းထိခိုက်စေတယ်လို့လောက လူအများလည်းကဲ့ရဲ့စရာဖြစ်နေပါတယ်နော်ဒါကြောင့်မလှုပ်သင့်တဲ့အလုပ်တွေကိုလုံးဝမလှုပ်ကြပါနဲ့အကယ်၍မနေနိုင်လို့တောက်ချင်တယ်ဆိုရင်နောက်မှအေးအေးဆေးဆေးတောက်ကြပါနော်ဒီလိုမျိုးတိတ်ခါကြာလောက်တဲ့အနေထားမျိုးအထိတော့မလှုပ်ကြပါနဲ့လို့မေတ္တာရက်ခံပါတယ်ဖုံးကြီးတော်၅ပါးသီလလုံလားတဲ့ ဒီမန်လေးကရှင်လောင်းလှည့်ရင်ဘီယာတောက်လို့ပြောထားတဲ့ကိုယ်ထဲမှာလာပြီးမှတ်ထားတာပါเนาะဖုံးကြီးတော်ငါးပါးသီလလုံလားလို့မေးရအောင်ငါးပါးသီလဆိုတာဖုံးကြီးဆောင်ထင်းရတဲ့သိက္ခာပုမမဟုတ်တာဖုံးကြီးက228ပါးသိက္ခာပုကိုဆောင်ထင်းရတာလေငါးပါးသီလဆိုတာလူတွေဆောင်ထင်းရတာเนาะလူဆောင်ထင်းရတဲ့လူသီလနဲ့ဖုံးကြီးသိက္ခာပု꿰ပြားစွာသိအောင် အရင်ဆုံးလုပ်ပါအောင်เนาะဦးစင်းပြောတာကဘီယာတောက်လို့ပြောနေတာမဟုတ်ဘူးမတောက်သင့်တဲ့အချိန်မှာတောက်လို့ပြောနေတာလူတိုင်းဟာကိုလုပ်တဲ့မကောင်းမှုကိုကိုပဲခံရတာမှန်ပေမဲ့တချို့သောမကောင်းမှုတွေကြတော့ကိုလုပ်လိုက်လို့ကိုတယောက်တည်းခံရတာမဟုတ်ဘူးပဝန်းကျင်ကိုပါထိခိုက်တယ်เนาะအခုလို့ဘာသာရေးလုပ်နေရင်းနဲ့မူရစ်စစ်တက်တဲ့အရာကိုတောက်ပြတာဟာ ဘာသာခြားတွေရဲ့အလင်းမှာကဲ့ရဲ့စရာဖြစ်မနေဘူးလားကိုယ့်ရဲ့ဗုဒ္ဓဘာသာသိခါကြမယ်အလုတ်ကြီးဖြစ်နေတယ်လေအဲ့ဒါကြောင့်ဥစဉ်ကထောက်ပြတာနော်နားလည်ပါစေအရှင်ဖေယကံနေနေရင်ဘာလို့တင့်ပါသလဲဖြေးချပေးတော်မူပါဖေယတဲ့ကံဆိုတာကကံမဆိုတဲ့ပါဠိကစဉ်သက်လာတာ ဖြစ်ပါတယ်ကံမကိုမြန်မာလိုပြန်ရင်အလုတ်ဖြစ်ပါတယ်ကောင်းတဲ့ကုသိုလ်အလုတ်ကိုလုပ်ရင် ကောင်းတဲ့အကျိုးကိုခံစားရမှာဖြစ်ပြီးမကောင်းတဲ့အကုသိုလ်အလုပ်ကိုလုပ်ရင်မကောင်းတဲ့ဆိုးကျိုးကိုခံစားရမှာဖြစ်ပါတယ်။ကံနှိမ့်တယ်ဆိုတာဟာမကောင်းတဲ့အကုသိုလ်အလုပ်တစ်ခုကိုလှုပ်ထားမိလို့မကောင်းကျိုးဝင်နေတာဖြစ်ပါတယ်။ကောင်းတဲ့အကျိုးကိုခံစားရပြီးကံတွေမြင့်ကျင်တယ်ဆိုရင်ဖြင့်ကောင်းတဲ့ကုသိုလ်အလုပ်ကိုလုပ်ပါ။အဲ့ဒီလိုကောင်းတဲ့ကုသိုလ်အလုပ်ကိုလုပ်မယ်ဆိုရင် ကံတွေမြင့်လာပြီးကောင်းကျိုးတွေကိုခံစားရလာပါလိမ့်မယ်။ မတိလိုပါအရှင်ဖရာမြတ်စွာဘုရားရှင်က မိန့်တော်မူတယ်။ငါဤသာသနာကိုငါရဲ့သားတော်တွေသာပဲဖြစ်စည်းလိမ့်မယ်ဆိုတာမှန်ပါသလားဖရာ။တပည့်တော်ကိုဖြေချပေးတော်မူပါဖရာတဲ့။လုံးဝမဟုတ်ပါဘူးနော်။တချို့ကမြတ်စွာဘုရားဤသာသနာတော်ကိုမြတ်စွာဘုရားဤတပည့်သားများဖြစ်ကြတဲ့ယဟန်တန်ခါတော်တွေကပြန်ပြီးဖြစ်စည်းလိမ့်မယ်ဆိုပြီးပြောဆိုနေကြပါတယ်။ တည်တည်ချာချာမလိလာပဲနဲ့ပြောဆိုနေကြတာပါเนาะအဲ့ဒီလိုလုံးဝမဟုတ်ပါဘူးမြတ်စွာဘုရားကဣင်္ဂုတ္တပါဠိတော်သရုကနိပတ်သောမနတုံမှာဤသာတနာတော်ကိုစီပင်ပြန်ပွားအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာဘိက္ခုဆိုတဲ့အမျိုးသားယဟန်ဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပတကာဆိုတဲ့လူအမျိုးသားဥပတိကာမဆိုတဲ့လူအမျိုးသမီးဤပရိသတ်၄ပါးတို့ကပဲလုံဆောင်နိုင်တယ်လို့ဟောကြားတော်မူထားပါတယ် ထို့အတူပဲဧသာသနာတော်ကိုပျက်စီးအောင်ဖြစ်စီးမဲ့ပုဂ္ဂိုလ်များဟာလည်းပဲဘိက္ခုဆိုတဲ့အမျိုးသားယဟန်ဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပတကဆိုတဲ့လူအမျိုးသားဥပတိကာမဆိုတဲ့လူအမျိုးသမီးဤပရိသတ်၄ပါးတို့ကပဲဖြစ်စီးလိမ့်မယ်လို့တတ္တမပတိရူပကတုံမှာမြတ်စွာဘုရားကဟောကြားထားပါတယ်။ဒါကြောင့်သာသနာတော်ကိုပျက်စီးအောင်ဖြစ်စီးမဲ့ပုဂ္ဂိုလ်များသည်ယဟန်တစ်မျိုးတည်းမဟုတ်ပဲပရိသတ်၄ပါးဖြစ်တယ်လို့ဖတ်သားထားရမှာ ဖြစ်ပါတယ်။ ရှင်ဖရာနတ်တွေကိုရှီခိုးလို့ရပါသလားဂျေဇူးပြု၍ဖြေပေးတော်မူပါဖရာတဲ့ဒီမတ်ပိုင်ရှင်ပြောတဲ့နတ်ဆိုတာက38မင်းနတ်ကိုပြောတာဖြစ်လိမ့်မယ်နော်တာဝတိန်သာနတ်ပြည်မှာနေတဲ့တရားမင်းတော်မှာလူပြည်မှာကုသိုလ်ကောင်းမှုလုပ်နေတဲ့လူတွေကိုတနေ့ကို၃ချိန်ရှီခိုးတယ်လို့ဖရာဟောမှရှိပါတယ်တရားမင်းကတော်မှလူပြေမှာနေတဲ့လူတွေကိုပြန်ပြီးရှ िख ိုးနေတယ်ဆိုရင် လူပြေမှာနေတဲ့လူတွေကအဲ့ဒီ38မင်းနဲ့တွေကိုရှ िख ိုးတဲ့မရှ िख ိုးတဲ့စဉ်းစားကြည့်ပါเนาะအဲ့ဒီ38မင်းနဲ့တွေဟာနေစဉ်မှာလဲမကောင်းခဲ့တယ်လို့တည်တဲ့အခါမှာလဲတွေတွေဝေဝေတည်ခဲ့ရတဲ့အတွက်သူတို့မှာရှ िख ိုးစရာသီလဂုံတမာတိဂုံပညာဂုံဆိုတာတခုမှမရှိပါဘူးเนาะအဲ့ဒီလိုရှ िख ိုးစရာသီလဂုံတမာတိဂုံပညာဂုံမရှိတဲ့ပုဂ္ဂိုလ်တွေကို ရှ िख ိုးမယ်တဏီကိုးကွယ်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရဏဂုံပြတ်တတ်ပါတယ်သို့မဟုတ်တရဏဂုံညှို့နှံတတ်ပါတယ်